နောက်တော့ဘယ်ပြီးလို့ဆက်တင်နေတိုက်တယ်ဆိုတော့ဒါကလေကြီးတန်းထဲမှာထည့်ချင်မှထည့်တာနော်ကြီးတန်းထဲမှာထည့်ချင်မှထည့်တာတကယ်ဟိုမှာရှေ့မှာတကယ်လုံထွေးပုတ်ခတ်ရတော့ခဏပြီးလို့ဆက်တင်လိုက်မှာပူပါလာမယ်ဒါဥစဉ်ကလေးတွေမှာဥစဉ်ကဂုံရင်ဝင်ကြွားစွာပြောတာမဟုတ်ဘူးဥစဉ်ကလေးတွေရဲ့အတွေ့အကြုံကလည်းမနှဲတော့ဘူးဒီ corporate အစိုးရတော့တော်တော်လေးကိုတဲ့ဝင်မဲ့နေထားပြီးတော့နေနေပါတယ်ဘာဖြစ်လဲဆိုတော့အခြေအနေရဖို့ manufacturing အနေနဲ့လည်းမတူဘူး2017ဟိုအစိုးရကလည်းမတူတော့ စစ်ကောင်စီဘက်ကနေပြစ်ပြစ်တီးရဲ့နယ်မြေဆုံးရှုံးမှုတွေအားများနေတဲ့အခါမှာပေါ်ကလေးအချုပ်ရအချုပ်ရနဲ့ပြန်ပြီးတော့အစားထုတ်မှုဆိုတာကျွန်တော်စိုင်းပြေနေရတဲ့အနေအထားကိုရောက်လာပြီ Hi Jeremy Wapitu ni ko marma mya along ma myin kla ba news bit channel ka ne pro ma pyan le chot so lai ba de 2025ခုနှစ်ဇွန်လ20ရက်နေ့ရက်နေ့လယ်ပိုင်းဗီဒီယိုသဘောတင်နဲ့ကျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာနောက်ဆုံးရှိထားတဲ့တော်လန်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်သဘောအနေနဲ့ကတော့ ရခိုင်ပြည်ကြောက်ပြူမျိုးအမှတ်32ရဲတရင်ကကင်းစကန်ဖြစ်တဲ့ပြိုင်းစေကေကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုအရခတ်တော်အေကတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား50ဦးထက်မှနဲ့တေဆုံသွားပြီးတော့မှအများပြားကိုအရှင်ဖမ်းဆီးရရှိထားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကြောက်ပြူမျိုးနယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုမှာစစ်ကိုပေးပို့နိုင်ချက်မရှိစေဖို့အတွက်အရခတ်တော်အေကဘေဘကနေပြမဝမ်းရံပေးဆို့ပြတ်တောက်ထားပြီးတော့မှအေရဲ့ကြောက်ပြူမျိုးတင်းထက်ပွဲမှာဆိုတော့စစ်ကောင်စီရဲ့ နမ်ဖဲတောင်တက်စကန်မင်းတက်တောင်တက်စကန်နဲ့လေခမောတက်စကန်တို့ကိုတင်ပိုက်ထားပြီးတော့မှအခုဆိုရင်အမတ်30ရက်ရက်သိန်းကိုဥတီတိုက်ခတ်နေတယ်လို့လည်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။အခုဆိုတော့စကောင်စီနေနဲ့ကြောက်ဖြူတိုက်ပွဲမှာကြီးရီလေးတုံးဟုတ်လုံးနဲ့ခုခံတိုက်ခတ်နေပြီးမှအရာခတ်တော်အေးစီရဲတာစီရရှိနေတယ်ဆိုပြီးတော့မှရခိုင်ပြည်စီရဲတုံးသားသူတွေရနေပြီးတော့မှပြောဆိုထားကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးလည်းတပ်ပုံတွေနဲ့တူပါပါနော်။တွေ့ရှိထားတဲ့အချိန်စကောင်စီတပ်ပုံတွေအများပြားကိုကျွန်တော်အေးဘက်ကနေပြီးတော့မှ ဖန်စီထိန်သိမ်းရရှိထားတာမို့လို့မကြာခင်မှာတော့စကောက်စီတဖုံတွေရဲ့ဒီတက်ပူပရမကြာဆုံးမှုတွေနဲ့သူအရှင်ဖန်စီရမိတဲ့သူတွေလည်းပူပရမများလာဖို့ပဲရှိတာဖြစ်ပါတယ်စကောက်စီတဖုံတွေအခုကတည်းကလင်းနေချာအလင်းဝင်တင်နေတာပေါ့နော်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့မကွေးတိုင်းရွှေတန်းတိုက်ပွဲမှာတေဆုံသွားတဲ့တတားမောင်စုရှင်ရဲ့တေဆုံမှုသတင်းကို6လကြာမှစစ်တပ်ကမီတာစုအသီးပေးပြီးတော့မှ6လနောက်ကျနိုင်ရဲ့မြဝေမှုလုံးဆောင်ရတယ်ဆိုပြီးတော့မှကျွန်တော်တို့သိရတာဖြစ်ပါတယ် မဆုရှင်နဲ့မိသားစုကဆက်တွေ့ပြတ်တောက်သွားပြီးတော့ဆုံဆန်းပေမဲ့စစ်တပ်ကတေဆုံမှုတရင်ကိုတိမပေးခဲ့ဘူးလို့သိရတာဖြစ်ပါမှာဒါပေမဲ့မဆုရှင်တေဆုံပြီး6လကြာမှဆုံတော့စစ်တပ်ကအတီးပေးလာလို့မိသားစုက6လပြည့်စွန့်သွက်နိုင်ရေးတရားနာလုပ်ရတယ်ဆိုပြီးမှသိရှိရတာဖြစ်ပါတယ်6လပြည့်စွန့်သွန်းနိုင်ရေးတရားနာဖေချတဲ့နေရာမှာရှေးသားမှာတည်ဆုံတဲ့စပရမဖော်ပြခွင့်မရဘဲနဲ့96ဘာယောဂါနဲ့တည်ဆုံသွားတဲ့စပရမဖော်ပြရတာဖြစ်ပါတယ်။တတမောင်စုရှင်တည်ဆုံမှုတွေစစ်တပ်ကကျဲတူမိသားစုထံကိုထောက်ပံ့ခြင်းနဲ့ ခန်းစားခွင့်ရောကြီးပေးခြင်းမရှိဘူးလို့လည်းကျွန်တော်နောက်ထပ်သိရတာပေါ့နော်။ဒါတော့မြောက်လိုင်းတို့ဒီ physics ကောင်းဆောင်တွေကနေပြီးတော့မှအခုဆိုရင်အောက်ခြေသသားတွေကိုထိုးကျွေးပြီးတော့မှသူတို့ရက်တည်ထားတဲ့ကျိုးခန်းစားခွင့်တွေနဲ့လဆောက်တွေတောင်းမှပေးချေခြင်းမရှိတော့ကျွန်တော်ထပ်ပြီးတော့မှသိချင်ရတာပဲဖြစ်ပါတယ်။ block တွေအောက်တန်းကြားရုံးမှပြီးတော့မှပေါ့နော်။ဘီတိုလူထုကိုနေစစ်တက်ပြပြီးတော့မှရှေ့တန်းကိုပို့ဆောင်နေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့မှဂုံဂုံကွက်နဲ့မြင်နေရတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတို့တပို့အနေနဲ့ကတော့ အမန်20ကကွယ်ပစ္စည်းစေယုံကပ္ပဆာ20ကစစ်ကောင်စီတပ်သားတို့ကိုဖမ်းမိရရှိထားတဲ့ဆိုတော့တောင်တာဘီတို့ကကွယ်တပ်ဖွဲ့တပ်ဝန်ရှိသူရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ဖမ်းဆီးရမိသူနဲ့သူကိုပိုင်အမန်နဲ့တက်ချက်ကြီးအောင်ဖြိုးအမီပါကပ္ပရမြမအစည်းပွားရေးဘန်ဆာကိုမပုံတင်ရင်မောင်းလိုက်စင်တဲ့တမတာရွှေလက်စုတကွင်းတို့ပါတင်းစရာရှိခဲ့တဲ့စပရမပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒါအပြင်စစ်တပ်ထံကနေပြမဇွန်လ18ရက်နေ့ကနေပြမ26ရက်နေ့ထိရှောင်းတခွင်းခေါင်းစဉ်နဲ့ ခရီးတော်လာခွင့်အမိအစာရုပ်ကိုလည်းတွေ့ရှိရတာပဲဖြစ်ပါတယ်ဒါတော့ဗောနော်ကျွန်တော်စစ်ကောင်စီရဲ့ကာဖာဆာဆလင်းနဲ့ပစ္စည်းထုတ်ဆေးုံကနေပြီးတော့မှဒီတပ်သားတွေကိုလည်းခုရပိုင်ကျွန်တော်တို့ဖမ်းဆီးမိမှုတွေအကြာခဏဆိုလို့ထပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဘယ်နေရာရောကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေရဗောနော်ဒီစစ်ကွင်းကနေပြီးတော့မှလုံးဝကိုလုကင်းချင်းမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေ့ခင်မိုင်မှာပထမဆုံးအနေနဲ့ကြက်မှာကတော့မရိကအမေဆွေရဲ့မွေးနေ့နဲ့ပတ်သက်ပြီးတော့မှဒီ Fisher စစ်ကောင်စီရဲ့ရုံမှမှုတွေကို နိုင်ငံတကာကနေပြည်မတိရှိလာပြီဆိုတဲ့အကြောင်းကိုရေဘော်ရှန်လေးကနေပြည်မတေချာလေးရှင်းပြပြောဆိုထားတာဖြစ်ပါတယ်ရေဘော်ရှန်လေးဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တို့စာချိလိုက်ရအောင်နော်တလုံးကျွေးဘူးသူကျေးဇူးခွေးတွေပုံရုပ်တည်ဆောကျွန်တော်ခိုင်းနိုင်တော့နေတဲ့ခွေးဆိုတဲ့တရိစံတဲ့အောက်တန်းစားဆန်တဲ့កောင်တွေကိုကျွန်တော်တို့ကမြင်တွေ့နေရတာဒါကြောင့်သူရဲ့ထောက်လန်းကြီးပြူဟာကြီးမရှိမလားရှုံးနေသွားတယ် ရလကဘာရလိုက်လဲဆိုရင်အမေဟိုတော်ဆန်းစွတ်ကြည့်နေကျွန်တော်ကတမလာကြီးကိုကျွန်တော်ပြည်သူလူထုကပုံပြီးတော့ခင်းနာတက်သူရဲ့ပိဆက်မှုနဲ့သူရဲ့စွန့်လုံမှုဘလောက်ထိခံနာလဲဆိုတာကိုပြန်ပြီးတော့သတိရစေတယ်တဖက်မှာဒီကောင်တွေရဲ့ရုပ်မှာရိုင်းဆိုင်မှုတွေကိုပုံပြီးတော့ထင်ခတ်စေနောက်တစ်ခုရှိတယ်ကျွန်တော်မြင်ပါတယ်အမေဟိုတော်ဆန်းစွတ်ကြည့်အချင်းထောင်ထဲမှာနေခဲ့ရတယ်ကာလအလုံးကိုမြပြနေပါပြီ။ ဒါကိုကျွန်တော်တို့အားလုံးအဆုံးတက်ဖို့အရေးကြီးပါတယ်။ကျွန်တော်စုတောင်းမှုတွေကျွန်တော်ပေးပို့တဲ့ကျွန်တော်တို့ဒါအမေဦးအတွက်ဆန္ဒပြုတဲ့အရာတွေအကြောင်းအရာတွေအကုန်လုံးဟာတို့လက်ထဲမှာပဲတို့အာနာဇက်အောက်မှာငါတို့အမိတ်အောက်မှာမင်းတို့ကြိုက်တယ်လို့ဆုတောင်းမင်းတို့ကြိုက်တဲ့တောင်းလာပေးဖို့မင်းတို့ဝင်းနေဆုတောင်းဗီဒီယိုဖိုင်တွေကြိုက်တယ်လို့ ဒီကောင်ဒီမှာအကျဉ်းသာတရားမရှိဘူးဒီကောင်ဒီမှာမြတ်တာမရှိဘူးဒီကောင်ဒီမှာတရားမရှိဘူးမင်းတော်ဆက်စုကြည်ပြောတဲ့စကားတခုမှတ်မိတယ်သူတမွေးနေစုတောင်းနေပြဖို့တဲ့ဒါအချိန်တော့ကသူပြောတဲ့စကားဒီစုတောင်းတန်တွေပြီးတော့ဒီစုတောင်းတဲ့အရာတွေကိုဘယ်ပါတာဝင်နေကပဲစုတောင်းစုတောင်းဒါဟာစုတောင်းပြီပြောဒါဟာအတူတက်ရောက်မှုအလွန်အင်ပတန်ကြီးမားတယ်ဟင်းဆိုတော့ဒါဟာတရားရှိတဲ့သူတွေရဲ့ အတွေးခေါ်တရားမရှိတဲ့ကောင်တွေကတော့မင်းတို့ကြက်တော့စွတော့မင်းတို့ကြက်တော့ပြောမင်းတို့ကြက်တော့អော်မင်းတို့ခေါင်းတော့ဒေါ်စန်းစွတ်ကြည့်မင်းတို့အမေပါလို့ခေါ်တဲ့သူငါတို့လက်ထဲမှာမင်းတို့ရွေးချယ်တင်မထားတဲ့တမနာဆိုတဲ့ကောင်ကလည်းငါတို့လက်ထဲမှာဆိုတဲ့ပုံစံမျိုးအချိုးချိုးထားတာဖြစ်တယ်ဒါကြောင့်ပေါ့ကြားကလေးလိုဘာလိုလိုနဲ့အကျံဇိုးနဲ့ဖြတ်ချီလိုက်တယ်မှတ်တမ်း အဲ့ဒီမှတ်တမ်းဟာဂျပန်စစ်ခွေးတဲ့ပေါင်လန်းရေးစနစ်တစ်ခုဖြစ်ပါတယ်။ဘောဇန်စွတ်ကြည်ကိုသူတို့ခေါင်းတည်ပြီးတော့ကျွန်တော်အားလုံးကိုဥချိုးလိုက်ပေမဲ့ကျွန်တော်တို့ပြည်သူလူလူရဲ့ပုံမှုလေးစားချစ်ခင်မှု အများအပြားကိုအမေတို့ဒေါ်ဆန်းစွတ်ကြည်ရရှိခဲ့တယ်လို့ကျွန်တော်တို့ရဲ့စူတောင်းတန်တွေကျွန်တော်တို့ရဲ့မေတ္တာတရားတွေဒါတွေကိုလည်းအမေတို့တေချာပေါ့ဒါခံစားရပြီးတော့ ကျွန်တော်တို့ဆူတောင်းတဲ့အတိုင်းသူအမှန်တကယ်လွတ်မြောက်မှာဖြစ်ပါတယ်။ဒီမှာရေဘော်ရှန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီအမေဆွေမွေးနေ့နဲ့ပတ်သက်ပြီးတော့မှပြည်သူတွေကပို့ပြီးတော့မှစီလုံးညွှန်ရဆောင်နဲ့မွေးနေ့ဆူတောင်းဗီဒီယိုတွေပေးပို့ကြတယ်ဆိုတဲ့အကြောင်းထပ်ပြီးတော့မှသိရှိရတာဖြစ်တယ်။ကျွန်တော်တို့အဲ့လိုပေးပို့တဲ့နေရာမှာလည်းနိုင်ငံတကာကကျွန်တော်တို့အမေဆွေကိုတီးတယ်ပေါ့နော်ပို့ကိုတွေအားလုံးကနေပြီးတော့မှဆူတောင်းစကားတွေလည်းပေးပို့ထားတာမို့လို့မကြခင်မှာတော့ဖစ်စစ်တိုက်ရဲ့ကြာဆုံးမှုတွေကိုကျွန်တော်တို့တတိကြီးတွေ့ရတော့မှာပဲဖြစ်ပါတယ်။ဒီချိန်မှာမြောက်လိုင်းနေနဲ့ ရေကြောင်ကသားတွေရှောက်လို့ပြီးတော့မအတိုင်းပြည်နယ်လူမျိုးချန်နေပြီးတော့မှအခုဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေအားလုံးကိုစစ်ထဲသွင်းသူပို့နေတဲ့အချိန်မှာပြည်သူတရားလုံးနေတဲ့ကိုရဲအနေနဲ့ဒီဒေါ်လာရေးခရီးကိုရှေ့ဆက်ပြီးတော့မှအတုံကွန်ဆိုင်စူးစမ်းဖို့လွတ်နေတဲ့ဆိုတဲ့အကြောင်းတွေကိုလည်းကျွန်တော်ရေဘော်တီတီကနေပြီးတော့မှဆက်လက်ပြောဆိုထားကြတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတဲ့ကော်တူလေးပြည်နယ်အစိုးရတရားတည်ထောင်မယ်ဆိုပြီးတော့မှပြောဆိုလာကြတဲ့ကန်ယူရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့မှပရိုဆိုတော်နေကနေပြန်ပြီးတော့မှရှင်းပြပြောဆိုထားတဲ့အားလေးကျွန်တော်ဆက်ပြီးတော့မှနောက်ထောင်ကြည့်လေးရအောင်နော်။ နေမီအရဆိုခုခရိုင်ခုနှစ်ခုမှာဆရာတို့ဒါဆိုရအာနာဇက်တယ်မှာပေါ့လေဒါပေမဲ့အခုတချို့အခုဆရာတို့ရဲ့ဒီကရင်ပြည်နယ်မြို့တော်ရှိမှာဖန်အခုနေဆက်မှာဆိုအနည်းဆက်ဆုံးကုံသွေးမြောက်ဝလီရှိမှာဆိုတော့ဒီလိုဒေတာတွေမှာကိုကနေမီကိုမထိန်ချုပ်နိုင်မင်းနဲ့ဆရာတို့အစိုးရဖွဲ့တွေနဲ့စီမံအုပ်ချုပ်ခွင့်ရှိမလားအဲ့ဒီဟာရောဟိုအရင်တိုင်းပဲဖြစ်နေမလားထူးခြားမှုပါပါပိုရှိလာမလဲအစိုးရဖွဲ့လိုက်တဲ့အတွက်လေထူးခြားမှုရှိတာကဟိုကျွန်တော်တို့တတိထားမိတာသူတို့ဖြစ်2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်အာဏာရှင်ကနေပြီးတော့သူတို့ တော့ပဲ data ကြည့်လက် data ကိုအကုန်လုံးစုံလုပ်လိုက်ရတယ်သူဘာဥပဒေမှမချနိုင်တော့ဘူးအဲ့ဒါအပြင်သူလက်ရှိဟိုမြို့ပေါ်မှာရှိတဲ့အောက်ချုပ်ရေးလုပ်ငန်းတွေကလည်းမိဂါမြတ်တာပဲဘာမှမလုပ်နိုင်ဘူးဟိုဘာဖြစ်လဲဆိုမြို့တွေကလည်းအဝိုင်းခံနေရတဲ့အနေအထားတော်တော်များများရှိတယ်။ဘာမှအထူးကြေကြာမလုပ်ဆောင်နိုင်ဘူး။ဥပမာမြောက်တွေဆိုဘာမှလုပ်လို့မရတော့ဘူး။ ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံတကြောမှာရှိတဲ့ task ကနေအကုန်လုံးကျွန်တော်လက်ထဲရောက်သွားတဲ့အခါမှာဒီမီဂါမတ်တက်ကျန်တဲ့မြို့ကအနံပဲပဲရှိတော့တယ်။ဘာမှမလုပ်ဆောင်နိုင်တဲ့အနေထားမှာရှိတယ်။ကျွန်တော်တို့ကဒီလုပ်ငန်းကိုတော့အပြည့်အပြည့်ဆက်လုပ်ဆက်တွန်းသွားမှာဖြစ်တယ်။အဲဒါကြောင့်မို့ကျွန်တော်တို့လုပ်ဆောင်မယ့်အကူကတော့ဒီ2017တိုင်ခင်ကရှိထားတဲ့အနေထားနဲ့လုံးဝကွဲပြားသွားနာပြီးခြားနာသွားပြီးလက်ရှိကျွန်တော်တို့အုပ်ချုပ်ရေးချမှတ်နေရတွေကတော်တော်လေးကျယ်ကျယ်ပြန့်ပြန့်နဲ့မြို့တွေအပါဝင်ပေါ့နော်။အခုတော့မြို့မြို့သေးမြို့မားတွေကတော့ရှိနေပါသေးတယ်။ကျွန်တော်လက်ထဲမှာဒါပေမဲ့ဆက်ပြီးတော့တွန်းသွားမယ်ဆိုတော့ဒီထက်ပိုပြီးတော့ကျွန်တော်လက်ထဲရောက်လာတဲ့အခါမှာဒီကော်ပိုရိတ်အစိုးရကတော်တော်လေးကိုတက်ဝင်မဲ့အနေထားတစ်ခုတော့မြင်နေ နေပါတယ်ဘာဖြစ်လဲဆိုတော့အခြေအနေရဟုတ်မန်နပလော့ကီအနေနဲ့လည်းမတူဘူး2021ဟိုအစောပိုင်းကာလအနေနဲ့မတူတော့ဘူးစစ်ကောင်စီဘက်ကနေအထူးသဖြင့်ဒီရနေမြေဆုံးချုပ်မှုတွေတအားများနေတဲ့ခါမှာကော်တူလေးအချုပ်ရအချုပ်ရနဲ့ပြန်တော့အစားထုတ်ဖို့ဆိုတာကျွန်တော်စိုင်းပြေးနေရတဲ့အနေအထားကိုပြောလာပြီလို့ပြောလို့ရတာပါဆရာဟုတ်ကဲ့ဆရာအဲ့တော့အခုကလက်ရှိနိုင်ငံရေးဟိုအခြေအနေပေါ့နော်ပကတိနိုင်ငံရေးအခြေအနေရဆိုရင်တော်လိုင်းရေးကာလဖြစ်နေတာပေါ့ဟိုပြည်တော်စုအစိုးရအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒါပြည်တော်စုအစိုးရအနေနဲ့ရှိနေတာပေါ့အဲ့တော့ပြည်တော်စုအစိုးရရဲ့ဥပဒေတွေရောအခုဆရာတို့ကော်တူးလေဒေတာကော်တူးလေအစိုးရအပေါ်မှာ တစုံတရာတက်ရောက်မှုရှိမလားဘယ်လိုမျိုးချိတ်ဆက်ဆောင်ရွက်မဲ့မှုမျိုးဆရာတို့ရှိမနိုင်မလဲဗျဒီ federal တိဆောက်ဖို့ဆိုတာကျွန်တော်တို့ကစူးစမ်းလာတာနှစ်ပေါင်း80နီးပါးလောက်ရှိပြီဆိုပေမဲ့လို့ကျွန်တော်စူးစမ်းတဲ့အပိုင်းမှာဟိုနီလန်ပေါင်းစုံနဲ့စူးစမ်းခဲ့ရတယ်။ကိုယ်စစ်ရေးရကျွန်တော်အရေးယူဆောင်ရတဲ့အပိုင်းတွေရှိသလိုတွဲဆောင်ဆွေးနွေးပွဲနဲ့အစိုးရတည်စစ်တပ်တွေနဲ့ကျွန်တော်တွဲဆောင်ဆွေးနွေးခဲ့တယ်လည်းကျွန်တော်လုပ်ခဲ့တယ်။အဲ့ဒါလည်းကျွန်တော်တို့ဒီ federal ပြည်တော်စုတိဆောက်ဖို့အတွက်ပဲသို့တော်ကျွန်တော်တို့စူးစမ်းခဲ့တဲ့မြတ်ဟာဘာမှရက်လာမထွက်ခဲ့ဘူးဆိုတာအဲ့တော့ကျွန်တော်တို့သိလာရတဲ့အခါမှာအထူးသဖြင့်2021ဆက်အောင်တိုင်းပြည်နဲ့နောက်ပိုင်းမှာကျွန်တော်တို့ federal တိဆောက်မဲ့လမ်းစဉ် ဒီမူဝါဒကတော့ကျွန်တော်တို့လုံးဝမစွန့်လို့ဘူးသို့တော့အဲ့ဒီကိုတိဆောက်မဲ့ပုံစံကတော့ကျွန်တော်တို့အရင်တော့ကစူးစမ်းခဲ့တဲ့ပုံစံနဲ့ပေါ်လာပြီးတော့လုံးဝမတူလို့ဘူးကျွန်တော်တို့ရှိတဲ့နေရာကျွန်တော်တို့ဘောဖိတ်ချုပ်နိုင်တဲ့ဒေတာအသီးသီးမှာပဲကျွန်တော်တို့စုစည်းလာပြီးတော့အောက်ခြေကနေစတဲ့ကျွန်တော်တို့ favorite ပုံစံနဲ့ပဲကျွန်တော်စလုပ်လုပ်မယ်ဟိုကျွန်တော်တို့ပြောပြောနေတဲ့ bottom up เนาะအဲ့ဒီအောက်ခြေကနေကျွန်တော်တို့စုစည်းပေါင်းဆောင်လာပြီးတော့ကျွန်တော်တို့စပြီးတော့ဖွဲ့မယ်အဲ့ဒီဖွဲ့စည်းစုစည်းလာပြီးပြီးတဲ့နောက်မှာမှဟို favorite ဆိုရတဲ့အနေနဲ့ရှိတင်ရှိခဲ့တာကတော့ကျွန်တော်တို့လည်းအဲ့မှာ set တော်ဆွေးနွေးရတဲ့အပိုင်းမှာရှိတယ်အခုရှိလာတဲ့ဟို energy တို့ဘာလို့ ਆ လဲဘယ်လိုအစိုးရပုံစံနဲ့နေမ လဲဆိုတာတော့ကျွန်တော်တို့အကြံပြအပြည့်နားလည်ထားတာပါဒီလိုအစိုးရရှိတင်တဲ့အာဏာပါလဲတော့ကျွန်တော်တို့ဟိုသူပြင်းတီတောင်စုအခွဲ့ဝင်တွေ unit တွေရဟိုရှိတင်တဲ့အာဏာတွေကပါလဲဆိုတော့ပြည်ပြည်ချာချာခွဲခြားအဲ့လိုခွဲခြားရှိပြီးဆိုတော့ကျွန်တော်တို့အပေါ်မှာဘာအာဏာတက်ရောက်မှုမှမရှိနိုင်ပါဘူးသူတင်ကိုယ့်ရဲ့ကိုယ်ပဲပြန်လည်ပြီးအာမခံတဲ့အနေထားတစ်ခုရအောင်ပထမဦးပေါ်ဆောင်မှာဖြစ်ပါတယ်ဒီမှာပါနော်ကျွန်တော်တို့ပရိုဆော်တာဒင်းကနေပြမသူတို့အနေနဲ့ကိုတူလေးပြည်နယ်အဆွေရောက်တိဆောက်တဲ့နေရာမှာအရင်ကတို့ချမှတ်ထားတဲ့မူဝါဒတွေနဲ့ကွဲပြားပြီးတော့မှာ နိုင်ရည်နီးပြီးတော့တဲ့နဲ့ချင်းကတော့မယ်ဆိုတဲ့ကြောင်းပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အခုဆိုတော့သူတို့ပြောစကားနဲ့ညီတောင်ပိုင်းထဲမှာရှိတယ်ပေါ့နော်စစ်စကားတွေကိုတခုပြီးတခုတင်ပတ်ရရှိနေတော့မလို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသူတို့အနေနဲ့အခုဆိုပြက်စော်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ဘက်ကနေပြည်မှာတင်ပတ်ရရှိဖို့လွမ်းနေတာဆိုလို့ဒီမျိုးကြီးတွေပဲကြံတော့တာဖြစ်ပြီးတော့မှစစ်ကောင်စီအနေနဲ့အဲ့ဒီမျိုးပုံမှာဆိုလဲပေါ့နော်အိုချွေရန်တရားယူရင်ပြစ်စီနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လို့ကျွန်တော်တို့အားလုံးပြောထားတဲ့ ဗီဒီယိုမဂ္ဂဇင်းနဲ့ကိုပိုင်လွတ်လပ်ခွင့်ကိုပိုင်အုပ်ချုပ်ခွင့်တွေဆိုတော့ကျွန်တော်တို့အနေနဲ့ဒီစစ်ကိုအနိုင်တိုက်မှတ်တာရရှိနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့အခုဆိုရင်တော်လိုင်းကောင်းဆောင်တီတီကနေပြီးတော့မှသိရှိလာတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှလည်းနောက်ွယ်ကနေပြီးတော့မှပံ့ပိုးကူညီရေးနဲ့ကျွန်တော်တို့အနေမြေဒေတာတွေနဲ့အထူးသဖြင့်ကျွန်တော်တို့တိုင်းပြည်အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ဝိုင်းဝန်းပြီးတော့မှစီးလုံးရွှဲဆောင်နဲ့စူးစမ်းရရမယ်ဆိုတဲ့အကြောင်းတွေကိုသိရှိလာကြတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချုံမြဲမြဲနေပြီးတော့မှ Ranger ဒုက္ခတဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးတော့မှဘူချုံထွမြဲနေတဲ့ AA ကိုဘယ်လိုမျိုးပေါ်ပန်းလေးဆက်စိန်ကိုပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် AA ထိချုပ်နေတာကပွင့်လည်းပြောရင်မောင်တော်ဘူတိတော်နဲ့တချို့နေရာချို့တော်ပဲထိချုပ်နေတာအဲ့ဒီဘူတိတော်မောင်တော်တောင်ပြိုလည်းပဲရက်ပွင့်လည်းပြောရင်90ရာခိုင်နှုန်းတောင်မှ90ရာခိုင်နှုန်းထက်ပတ်ချလေးလောက်ကိုပဲ AA ကထိနေတာကျန်တဲ့နိုင်ငံတွေကတော့ဘင်္ဂလီထိနေတာအာစာနဲ့ RS ကထိနေတာ AA ကဒီဘက်ကိုစကကြီးစကကြီးပြောနေပြီမြဲတကယ်အဲ့ဒီဘက်မှာ တကယ်တမ်းမှာဖြစ်နေတယ်ထိချုပ်ထားတာက90ခန်းလုံးပတ်ချလိုက်တော့ထိချုပ်လာတာကအာဆာနဲ့ RS ကိုအဲ့ဒီအုပ်စုကထိနေတာပြင်မှာ A ရအဲ့ဒီအုပ်စုကိုမနိုင်ဘူးရှင်ပိုက်နိုင်ဘူးတကယ်ထနေလားငါလည်းသူရှင်မရှင်နိုင်ဘူး A ရဟင်းအဲ့လိုရှိအဲ့ဒါကြောင့်မလို့ခုန A အနေနဲ့ကဒီတိုင်းဆိုရင်ဘင်္ဂလီတွေရဲ့နောက်ပိုးသိတာခံရလိမ့်မယ်ကျွန်တော်တို့ကလည်းပြီမကအနေနဲ့ကပြီမအနေနဲ့ဘာပြောချင်လဲလို့မင်းကိုတိုင်းသားဖြစ်တဲ့ရခိုင်တိုင်းသားဘက်ကလည်းပါချင်တယ်ဖြစ်ချင်းဖြစ်ကိုတိုင်းသားဘက်ကလည်းပါချင်တယ်ဒါပေမဲ့ပြဿနာကတခုတ်တရိုးကန်းနေတဲ့ကိစ္စကိုကျွန်တော်တို့ကတွားပြီးတော့ဓာတ်ဥထည့်ပြီးလို့မရဘူးဖြစ်နေတယ် နော်အဲ့တော့ကိုယ်တိုင်ရင်သားဖြစ်တဲ့ရခိုင်ဘက်ကပဲပါချင်းပြီးမြင်တခို့တရိုးကန်းနေတာကထွန်းမြန်တဲ့လူကိုယ်တိုင်ဖြစ်တယ်အဲ့ခါကျတော့ကျွန်တော်တို့ကကန်းနေတဲ့တရိုးကိုပြန်လှည့်ဖို့ဆိုတာကျွန်တော်တို့ခက်ခဲတယ်ကျွန်တော်တို့ဘာလုပ်မှမသိဘူးသို့တော့တစ်ချိန်မှာတခို့တရိုးကန်းလိုလယ်လီးခံရပြီးတဲ့နောက်ကျမှငါတို့ကဲကြပါဘူးဆိုရင်တော့ကျွန်တော်တို့ကဲရင်နောက်ကျသွားလိမ့်မယ်မလိုလားတဲ့ဆိုးရိုးတွေဖြစ်သွားနိုင်တယ်အဲ့တော့အေးအေးနေနဲ့ကအခုချိန်နေကစဉ်းစားဖို့လိုတာတချို့ထိုးစစ်တွေတိုက်စစ်တွေတချို့တော့တိုက်ပွဲဖော်နေဘူးလေအေးရရတန်းရက်ပြီးတော့စစ်တပ်နဲ့ညှိနှိုင်းတိုက်ပွဲနေတဲ့အကြောင်းကိုတတ်နိုင်တက်မတတ်နိုင်လို့ရှိရင်တော့တေးကြတယ်အေးရတက်ကလည်းထိန်နှိမ်နေမယ်ဘီဂလီကလည်းသူ့ကိုချမယ်ဆိုရင်တော့အေးရတဖြည်းနဲ့ချင်းကလည်းသူ့ကိုတစ်ချိန်ချင်းဆော့မယ် တော့ A ကစစ်မြေတာ၃ခုပွင့်သွားနိုင်တယ်။တက်ရဲ့စစ်မြေတာကိုသူရင်ဆိုင်ရမယ်ပြီးရင်ချင်းရတဲ့သူ့ကိုညှိုးထားတယ်။အခုချင်းဖွဲ့တယ်တော်များစပြီးညှိုးနေပြီ။နော်အခုဘင်္ဂလီဘင်္ဂလီတွေကလည်းသူ့ကိုညှိုးနေပြီ။အဲ့တော့ A ကစစ်မြေတာ၃ခုနဲ့ရင်ဆိုင်နေတယ်။အဲ့ဒီချိန်တိုင်းထွန်းမြေနိုင်ဘာလို့လဲ။ထွန်းမြေနိုင်စစ်မြေပြည်မှာရှိမနေဘူး။မြေပြည်မှာရှိနေတဲ့နော်စာမတ်တပ်ပေးပြရခိုင်ရခိုင် AA လေးတွေတည်ကြအောင်မယ်။တည်အောင်မယ်။ရခိုင် AA လေးတွေအများကြီးတည်အောင်မယ်။တည်ကြအောင်မယ်။ရခိုင်တိုင်းသားတွေပွင့်လိုက်ပြရင်တော့အခုလည်းလူကြီးရောနေဖို့များပါပြီ။ဒီတိုင်းသွားရင်ရခိုင်တိုင်းသားလူကြီးရောနေလာလိမ့်မယ်။စောင့်ကြည့်နေပါ။ရခိုင်ပြည်ထဲမှာရှိတဲ့ရခိုင်တိုင်းသားရဲ့လူကြီးက ရော့ကြဖို့ပဲရှိတယ်တိုးလာဖို့ခက်သွားပြီအဲဆိုအချိန်တွေတော့ဆိုးသွားလိမ့်မယ်ဒါကြောင့်ရခိုင်အေးရခိုင်အေးနေနေထုံးပြနိုင်နေနေကူတွေကကို့လူမျိုးအချို့ကိုကြည့်ကြည့်မကြည့်ရင်တော့သိကြတယ်ရခိုင်ပြည်နယ်ရဲ့ရခိုင်ပြည်နယ်ပျက်စီးခြင်းရဲ့အဓိကတရားခံအေးရခိုင်ပြည်နယ်ပျက်စီးခြင်းရဲ့အဓိကတရားခံအေးထုံးပြနိုင်သားလိမ့်ဖြစ်သွားလိမ့်မယ်ဒီမှာကျော်မင်းမင်းနဲ့ပြောတော့ပါဘောနော်ဘူချိုထွန်းမင်းနဲ့ကရခိုင်တိုင်းသားလူမျိုးတွေနဲ့ဒီရခိုင်ပြည်နယ်ကြာဆုံးမှုတွေရဲ့အဓိကတည်ခံဖြစ်နေတယ်ဆိုပြီးတော့ ပြောလို့မျိုးစားဆွဆွပြောဆိုထားတာဖြစ်တယ်အခုဆန်တော့ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲဒီအာဆာ RSO စတဲ့ဒီမွတ်စလင်ဂျမ်ဖက်ဖွဲ့တွေကဆန်တော့စစ်ကောင်စင်နဲ့ပူးတွဲပြီးတော့မှအေဂိုတံပြန်ထိုးဆက်စင်ဂျမ်ဖက်မှုတွေလှုပ်ဆောင်နေဖို့စ조사နေတယ်ဆိုတော့အကြောင်းတွေလည်းကျွန်တော်အရင်ကတည်းကသိရှိထားတာမို့လို့ဒီဂျုံမင်းများနေပြီးတော့မှသူတို့အနေနဲ့ ဒီဘင်္ဂလားရဲ့ဖွဲ့စည်းတွေကိုနေနေတဲ့နေရာမှာအေကိုကူညီချင်တယ်ဆိုတဲ့ပုံစံမျိုးတဲ့ပေါ့နော်ပေါ့ပန်းလေးဆက်ပြောဆွထားတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးသိရှိထားတဲ့အတိုင်းပဲအေဟာဆိုတော့တိုင်းတူတိုင်းစစ်စီရင်နေတဲ့ပြည်မအထီးတောင်မှဝင်ရောက်နေတဲ့အချိန်မှာတစ်ဖက်မှာဆိုတော့ trophy မျိုးကိုအရာတင်းနေဖို့စ조사နေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများပြားကိုလည်းဒီဖန်စီအရေးယူမှုတွေလည်းရှိနေတာမဟုတ်လို့ပေါ့နော်မကြခင်မှာတော့ကျွန်တော်တို့ရဲ့ အေးအောင်ပွဲတရင်တွေဆိုရင်မြို့ပပြည်သူတွေထမှာထပ်ပြီးတော့မှကြက်ပြန့်လာအောင်မှာပဲဖြစ်ပါတယ်။တကူပေါ်မှာရက်ကွက်ကနေပြီးတော့တရင်ဖုံးပြီးချင်းလုံးလို့ကိုအေးကမကြခင်မှာပဲကြဆုံတော့မဲ့အရေးအယံတွေတွေးနေရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူတွေချင်းနဲ့ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ဒီကြောင့်မင်းမင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးရှုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပြခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အရေးချုံသင်္ကန်းဝဲပေါက်ကတော့နေပြီးတော့မှရှစ်တန်း၁၀မိနစ်ပြင်မှာခြေလင်းနဲ့ရေးခါလုံလုံလောက်လောက်မရရှိပဲနဲ့အသေးခံတိုက်ပွဲဝင်နေကြတဲ့ဖြူစော်ထီးတွေကိုအတိမမပြုလို့ပေါ့ကွယ်ပြောဆိုနေတဲ့အားလည်းကျွန်တော်ဆက်ပြီးတော့မှကြည်လည်ရအောင်နော်ဒီလုံလောက်ခြေလုံလောက်လို့ချလိုက်လို့ခြေလုံလောက်လို့လိုအပ်လို့ချလိုက်လို့ကိုယ့်တပည့်တွေဖြစ်ပါခြေမလုံလောက်ဖဲနဲ့ခံလိုက်ရဆိုကျွတ်တော့လက်ခံလို့မရဘူးလေနော်လက်ခံလို့မရဘူးဥစဉ်တပည့်ပေါက်ကွယ်နေပြီနော်ပြင်စင်းသားတော့တကယ်ကိုတိုင်းပြည်နဲ့တတ်မလို့ချစ်လို့တာဥစဉ်တပည့်တွေကဒီလက်နဲ့ခံပြီးမှခမရှင်းပါတယ်လို့လှုပ်ဆောင်ပေးနေရတာအများကြီးပဲနော် ဒါဘာလို့ရှိရအခုဆိုလို့ရှိဟုတ်လားဒါဝတ်တော့ကားကြီးလည်းဖမ်းတဲ့အခါမှာဟုတ်လားဝတ်တော့ကားကြီးမစင်းနဲ့မစင်းနဲ့များသူဖမ်းလားအိမ်နေကလောက်ကုန်ရင်အိမ်နေကနေစောင့်နေငါတက်နေငါဆက်ပေးမယ်လူတို့လာကြိုလိုက်မယ်လာခေါ်လိုက်မယ်အဲ့ဒီခင်ဗျလိုက်ဖက်ငှားပြီးမှသွားလိုက်ဖက်တစ်စီးကိုငှားသွားမယ်ဆိုရင်လဲတုံးလေးလေးလောက်ပေးရတယ်ကဒီတုံးလေးလေးလောက်ဒါတော့မှတိတ်မလိုက်ချင်ကြဘူးဘာကြောင့်ကိုကျစားလေသူကလိုင်စင်ကားကြီးနဲ့လေဒီကားကြီးပြည်သူစစ်တီကိုပတ်တာစားလေးကိုလိုက်ပို့ပါရဲဆိုပြီးခုဘက်ကမလိုအပ်တဲ့တစ်ဖက်ကမှတ်ခိုင်းသူ့မတော်အန်တရရှိရနော်အန်တရရှိတယ်အဲ့တော့လိုက်ဖက်လည်းမငှားနဲ့ကွာလို့သူတို့လာကြိုလိုက်မယ်ကွာလို့ လာခေါ်လိုက်မယ်ကွာလို့ဒီတော့ဦးစင်းကတော့ဒါပြောထားလीပြောထားတယ်ဟုတ်နော်အဲ့တော့ထွေးထူးထူးစကားတွေအများကြီးတော့ဦးစင်းတော့မပြောချင်ပါဘူးဒီချိန်မှာအောင်ပွဲ LED ရနေတဲ့ချိန်နော်တစ်ခါတလေရှေ့မှာ blue city နဲ့တိုက်တယ်ဘက်တာစားနဲ့တက်မလို့တိုက်တယ်ညွှန်းစားတိုက်တယ်အောင်ပွဲရတယ်မြောက်တော့ဘယ် blue city နဲ့တိုက်တယ်ဆိုတော့တစ်ခါလေကြီးနန်းထဲမှာထည့်ချင်မှာထည့်တာနော်ကြီးနန်းထဲမှာထည့်ချင်မှာထည့်တာတကယ်ဟိုမှာရှေ့မှာတကယ်လုံးထွေးပုတ်ခတ်ရတော့ခဏ blue city လဲမြတ်ပူပါလာပဲ ဒါဥစဉ်ကလေးတွေမှကြောင့်ဥစဉ်ကဂုံယုံဝင်ကြွားစွာပြောတာမဟုတ်ဘူးဥစဉ်ကလေးတွေအတွေ့အကြုံကလည်းမနှဲတော့ဘူးမနှဲတော့ဘူးเนาะအတွေ့အကြုံဒါရှေ့မှာမတရားဘူးရှေ့မှာဆိုစုံစမ်းလို့ရတယ်ပောက်ကူတော်တပည့်တွေရှေ့ရတာတချို့เนาะမေးလို့ရတယ်အဲ့တော့ပြောချင်တာကခင်ဗျတိုင်းမှုတွေတက်မှမှုတွေကိုမဟုတ်ပါတော့တက်နေမှုတွေကိုမတင်ပြနိုင်ဘူးအဲ့မှာခင်ဗျယူဝမှုရှိတယ်ယူဝမှုစီကြောက်ကိုတင်ပြအောင်เนาะရှေ့ရလို့အဲ့နဲ့ခင်ဗျကြည့်လို့လဲဆိုယူဝမှုလောက်ကိုတင်ပြအောင်เนาะယူဝအဲ့မှာခင်ဗျတို့ယူဝမှုရှိတယ်သူ့ရဲ့အတွေ့အကြုံဆိုရင်လည်းမနှဲတော့ဘူးเนาะမနှဲတော့ဘူးဒီယူဝမှုအစင်း ထိရောက်လာတယ်ဆိုတာလည်းเนาะဒီတိုက်ပွဲတိုင်းတိုက်ပွဲတိုင်းဖျက်ချုံမသိလို့အဲ့ဒီနေရာကိုရောက်နေတာမသိလို့အဲ့ဒီနေရာကိုရောက်လာတာเนาะသူအကူအမှုဆိုရင်လည်းဒါအများကြီးပဲသူဖြတ်ကျော်ခဲ့ရတယ်နော်ကျောင်းတရားဘက်မှာကျောင်းတရားရောအကုန်လုံးပေါ့ဗျအဲ့နာမြကန်နာတို့မအုပ်ချုပ်နေဗျူဟာမှုဆိုရင်လည်းနော်အများကြီးသူဖြတ်ကျော်ခဲ့ရတယ်အများကြီးအဲ့တော့ဗျူဟာမှုတွေကိုတက်တက်ရှိရှိတင်ပြပါဘာဒါကတော့လိုအပ်တယ်ဒါကတော့ကျွန်တော်တို့ဒါကတော့တင်ပြပေးပါသူကမတင်ပြဘူးဆိုနောက်တက်နေမှုနဲ့တက်နေမှုမတင်ပြရင်တုတ်ကိုယ်တိုင်တင်ပြပေးမယ်ဗျာနော်အဲ့တော့ ခင်ဗျားတို့တင်ပြရင်ဗျာလိုအပ်တဲ့အရာတွေကိုတင်ပြရင်ဗျာမတင်ပြရင်ပြည်သူစစ်တေရတင်ပြတဲ့အရာဆိုရင်တိုင်းမှုစီကိုတော့တိုင်းမှုကြီးကိုနော်တိုင်းမှုကြွယ်ကိုထိုက်စတော့တိုက်ရိုက်ဖုံးဆက်ပြီးမှပုံစံကတော့ပြောမှဖြစ်တယ်လို့နော်ခြေထဲမှာကြာတယ်ပို့တောက်မယ်ကိုစီယူထားတဲ့တူတွေကိုဒါပြောချင်ပါတယ်ဗျာနော်ခင်ဗျားတို့ပြည်သူတနေ့ကမနေ့ကပေါ့ဗျာမနေ့ကဟာမျိုးခင်ဗျားတို့လို့ရေလေကလေးထားပြီးမှကိုကနောက်ဆုံးပြေးတယ်ဆိုတော့ကျုပ်ကပြောမှပြောမှပြောမှခင်ဗျားမပြောဘဲတော့မနေနဲ့ဥစဉ်တော့ပြောမှဘူးစီမှာအနာဖိုင်နေရှိတယ်ပဲဘူကြီးကဘယ်လိုပြန်ပြေးသွားလဲဘူကြီးဘယ်လိုပြောက်သွားလဲဆိုတော့ကျန်တဲ့လူတွေလို့ပြီးတော့ပြန်ပြန်ကြံခဲ့တယ်ဆိုတော့ ဒါပေမဲ့အဲ့ပုံစံမျိုးချိုးကြည့်ဦးစင်အတိုက်မှုခါလေးပြောမှာငပေါ်တော့ပေါ်ကွက်နေတာနော်သူတို့ရဲ့ဒီပြူစောထေးတွေကိုရှေ့တန်းမှာတုံးချပြီးတော့မှထိုးချွေခံစင်းနေတဲ့ထိုးပြကြထွေပြီးတော့ကြတဲ့စစ်ကောင်စီတပ်ဖွဲ့တွေများစွာရှိနေတဲ့ဆိုတဲ့အကြောင်းတွေပါကျတို့ကြားနေရတာဖြစ်တယ်ဒါကတော့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပြူစော်လေးတွေပဲနော်ကွဲပြဲဇလန်းလေးတွေကိုငပောက်ကိုတိုင်းနဲ့ပြည်မထုတ်ပေါ်ဝန်ခံပြောကြားထားတာမို့လို့သူတို့ရဲ့ COC စနစ်ဟာဆိုတော့ပျက်စီးနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားသိနေရတာပဲဖြစ်ပါတယ်သူတို့အနေနဲ့ကတော့ဒီတပ်ပွဲတွေရရှိနေတယ်ဆိုပေမဲ့ပေါ့နော် တဖက်မှာဆိုတော့ကျွန်တော်တို့အားလုံးသိရှိထားတဲ့အတိုင်းပဲငပေါ်လို့ရှိတဲ့နေရာတိုင်းမှာဆိုတော့တော်လန်ရဲဘူတွေကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့အနေနဲ့ဒီတခိုးဓမြပြူစော့ထိတွေကိုရှင်းလင်းတုတ်တင်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာအတိတ်တရားမရသေးပဲနဲ့ကျွန်တော်တို့ဘက်ကလင်းဝင်ချင်ဘူးဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှအဆုံးစွန်ထိမြေလန်တိုက်ခတ်ဖို့ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီဒေါ်လာရဲမှာအောင်ပွဲတွေကျွန်တော်တို့ဒေါ်လာရဲဘူတွေကနေပြီးတော့မှစစ်တိုက်ဆုပ်စလို့ရရှိနေတဲ့အချိန်မှာ P2 ဘက်ကနေပြီးတော့မှလည်းတမိသားစုဝင်နေတဲ့အောက်ခြေစစ်ကောင်စီစစ်တဲ့အဖွဲ့ဝင်တွေကိုဖိတ်ခေါ်နေကြတာမို့လို့ အများဆုံးပေါ့နော်ကျွန်တော်ဘက်ကဖိပြောင်းခုလုံရင်းနဲ့ပြီးတော့အလုံးမျောလင့်ထားတဲ့အတိုင်းပဲ Federal Democracy လမ်းစဉ်နဲ့ကျွန်တော်တို့တယောက်ချင်းစီရဲ့ကိုပိုင်လူလက်ခွန်းတွေကိုမကြခင်မှာရရှိနိုင်တော့မှဆိုတဲ့ကြောင်းထားလောင်းပြောကြရင်လည်းကျွန်တော်ဒီနေ့နေခင်မှာတစ်ပြက်ဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စဆုံးကြည့်ရှုပေးကြတဲ့မြေဘပီသူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေ့တက်လေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။